င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနေ့ရဲ့ podcast အစီအစဉ်မှာတင်ဆက်ပေးမယ့်သတင်းဆောင်မကတော့စစ်ကော်မရှင်တပ်တွင်ကဖိနှိပ်မှုကွင်းဆက်နဲ့ပတ်သက်ပြီးစိတ်မချမ်းမြေ့စရာအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ပြည်သူစစ်မှုထမ်းဥပဒေနဲ့အတင်းအာဓမခေါ်ယူခံထားတဲ့တပ်သားတစ်တွေဟာအရာရှိတွေရဲ့ဖိနှိပ်မှုအပြင်သူတို့နဲ့ယာဒူးတူစစ်သည်တွေရဲ့အနိုင်ကျင့်မှုတွေကိုပါခံစားနေကြရပါတယ်။ ကိုအဖေရွယ်ခေါင်းဖြူကြီးတွေကိုတော့မှတားအရွယ်တွေကအနိုင်ကျင့်နေတာလို့ KNDF တပ်ဖွဲ့စီမှာခိုလုံလာတဲ့တပ်သားတယောက်ကဖွင့်ဟလိုက်ပါတယ်ဒီလိုမျိုးခွဲခြားဆက်ဆံမှုဒဏ်ရာရရင်စေကူတာခွင့်မပေးဘဲလူသားတိုင်းအဖြစ်အသုံးချခံရမှုတွေကြောင့်ဇန်နဝါရီလကနေစက်တဘာလအထိစစ်သည်2121ယောက်အားစစ်တပ်ကနေရုံထွက်ခဲ့ကြတယ်လို့မှတ်တမ်းတွေက ဖော်ပြနေပါတယ်အသေးစိတ်ကိုတော့ဒီမော့ဆို စ်မြေပြင်ကထွက်ပြေးလာတဲ့သူနဲ့တာဝန်ရှိသူတွေရဲ့ဖွင့်ဟပြောဆိုချက်တွေနဲ့အတူတင်ဆက်ပေးထားပါတယ်။ စစ်ကော်မရှင်ရဲ့တပ်အတွင်းမှာပြည်သူ့စစ်မှုထမ်းတပ်သားတွေဟာအရာရှိနဲ့စစ်တီအချင်းချင်းကြားခွဲခြားဆက်ဆံတာနဲ့ဆိုးရွားတဲ့ဖိနှိပ်နိုင်ခြင်းမှုတွေဂွင်းဆက်အောက်မှာပိတ်မိနေတယ်လို့တော်လန်ရဲ့အဖွဲ့တွေစီကိုထွက်ပြေးခိုးလုံလာတဲ့သူတွေကဖွင့်ဟပြောဆိုလိုက်ပါတယ်။ Greenity Timo ဆိုစစ်မြေပြင်ကနေ Greenie အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDFC မှာ ခုလုံလာတဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်၅ကတတ်တာအောင်ကူကူဟင်းရဲ့ဖွင့်ဟချက်ကိုနားဆင်ကြည့်ကြရအောင်ပါစစ်ကော်မရှင်တပ်အတွင်းကအနိုင်ကျင့်မှုစနစ်ဟာအောက်ခြေအထိရောက်နေကြောင်းကို သူက အခုလိုပဲရှင်းပြပါတယ် ဒီတကြကြီးတွေကဒီအောက်ကပါစာတွေကိုနိုင်ကျင်းတယ်ဗျတကြကြီးကလည်းဥမာတကြကြီးရဲ့ထံမှာဥမာ CQ ဆိုတဲ့လူတွေကရှိ ICQ ကလည်းတကြကြီးကိုနိုင်ကျင်းတယ်ဗျအခုဖေရွေတော်ကြီးတွေကတားလောက်တွေကနိုင်ကျင်းနေတာဗျအမကောင်းယူကြီးတွေဥမာဥမာတားလောက်တွေကနိုင်ကျင်းနေတယ်ခံရတယ်ဗျကျွန်တော်တို့ကျွန်တော်တို့ဆိုတာဝေတာဝေးပေါ်တာကျွန်တော်ပါစာတွေဆိုတာလို့ရှိရင်တော့နိုင်ရန်ကျင်းတယ်ဗျ ပြည်ပခြေဆိုင်လွတ်လပ်တဲ့သတင်းဌာနကြီးတွေရဲ့သတင်းရှုထောင့်တွေအရစစ်ကော်မရှင်ဟာဆိုရင်ဒီစစ်ရေးအင်အားဆုံးရှုံးမှုတွေကို ဖြစ်တင်ဖို့စစ်မှုထမ်းဥပဒေကိုအဓမ္မကျင့်သုံးနေတာဖြစ်ပြီး ဲ့လိုမျိုးခေါ်ယူထားတဲ့သူတွေကိုလူသားတိုင်းကအဖြစ်အရှိဆုံးတိုက်ပွဲတွေမှာအသုံးချနေတယ်လို့လည်းသုံးသပ်ထားကြပါတယ်။ဒါအပြင်ရှီရန်မှာဒဏ်ရာရတဲ့တပ်သားတစ်တွေကိုအချိန်မီစေကူတာခွင့်မပေးဘဲအနာမကျက်သေးခင်တောင်မှစစ်မြေပြင်ကိုပြန်ပြီးတော့ပို့တာကြဆုံးသူတွေကိုမိသားစုကိုအတိမပေးဘဲဖြစ်တယ်လို့မြေမြုပ်ပစ်တာတွေကိုလှုပ်ဆောင်နေတယ်လို့တပ်သားအောင်ကိုကိုဟင်းကဆက်ပြီးတော့ဖွင့်ဟပါတယ်။ တရားရဝါရလူတွေကြတော့ကျွန်တော်တို့မိနစ်40လောက်ကြာရင်ကဘလို့ကိုသူတို့ကောင်းမလားမသိကျွန်တော်ပတ်တိစီပေးတာတို့ဘာလို့လုပ်ပြီးခဏနှက်တာဟုတ်ပါပတ်တိစီပြီးခဏထိန်တာဘူးအဲကျွန်တော်တရားနဲ့ကဘူဟာကားလာလို့ရှိရင်ဘူဟာကားပေါ်အတင်းပေးရတယ်ကျွန်တော်တို့လောက်ကတော့ဒီလောက်ပဲကြာဘူပြဲမှာကြတော့ဒီကျွန်တော်ရဲဘော်တွေကိုမြှောက်ထားတာဒီလမ်းမင်းတွေမြှောက်ထားတာကြာကြာတဲ့ရဲဘော်တွေကြတော့အင်းကိုအင်းကိုဆက်သွယ်ပြီးမှလည်းသူတို့ပြောတယ်ကြာရှုပ်ကြတယ်ဆက်သွယ်ဘယ်လိုများရလဲရှိတယ်ကြာကြာဝါလူတွေလည်းမိသားစု တိုင်ရသွားလို့ရှိရင်လည်းသူကအနာမကျက်ကြက်ချင်းမှာဒီနေရာကစီးတန်းမှာပြန်ပို့ရဲ့ဗျဒီလိုလုံရက်တွေဟာစစ်သားတယောက်ရတဲ့ရထိုက်တဲ့အခွင့်အရေးကိုလိလိုရှုချိုးဖောက်တာဖြစ်တယ်လို့ပြည်သူပန်းတိုင်းဥဆောင်ကော်မတီဝင်ကိုနောင်ယိုးကပြောပါရယ်စစ်သားတွေရဲ့အခွင့်အရေးကိုလိလိုရှုတာဟာတပ်မတော်ရဲ့လုံထုံးလုံနီးကိုတပ်မှုတွေကချိုးဖောက်နေတာဖြစ်တယ်လို့လည်းသူကပြောပါရယ် ကုနောင်ယိုကကျမတို့သတင်းဌာနကို စာဖိုင်နဲ့အာအင်တာဗျူးဖြည့်ထားတာလေးကို ကျမတို့အစားထိုးဖတ်ထားပေးပါတယ်စစ်သားတယောက်ရဲ့အခွင့်အရေးကိုလီလူရှုချိုးဖောက်တာလုံးပိုင်ခွင့်အလွဲသုံးစားပြုတာဖြစ်ပါတယ်စစ်မှုထမ်းတွေဟာအချိန်တွေတိုင်းမှာတတ်မှတ်အခွင့်အရေးတွေရှိပါတယ်ကြဆုံးတာကိုင်းကအစိပ်ပိုင်းထိခိုက်တာဒဏ်ရာရရှိတာစတဲ့အခြေအနေလိုက်တတ်မှတ်ခံစားခွင့်တွေရှိပါတယ် ပြည်သူပန်းတိုင်ရဲ့စီရင်တွေအရာစက်တမလတလရဲမှာပဲစစ်မှုထမ်းတပ်သားတ41ယောက်အပါဝင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်139ယောက်အလင်းဝင်ရောက်ခဲ့ပါတယ်။အခုနှစ်ဇန်နဝါရီလကနေစက်တမလအထိဆိုလို့ရှိရင်စုစုပေါင်း2121ယောက်ဟာအလင်းဝင်လာတာဒါမှမဟုတ်လက်နက်ချတာစစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ဖိနှိပ်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုခံနေရတဲ့တပ်သားတစ်တွေအနေနဲ့အခု ွင့်လန်းရတာနဲ့ယုံထွက်ကြဖို့ကိုလည်းကိုနောင်ယိုကထပ်လောင်းတိုက်တွန်းထားပါတယ်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်